အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်တို့တောင်သူကြီးတွေအတွက်ခုလိုမိုးရသည်ဂျွန်လာပါဆိုဘုံမြေပဲစိုက်ပြို့ဖို့အကောင်းဆုံးရာသီဖြစ်ပါတယ်ခင်ဗျာဒီလိုမိုးမြေပဲစိုက်ပြို့ဖို့အတွက်ကျွန်တော်တို့မျိုးအဖြစ်အသုံးပြုမဲ့မြေပဲမျိုးတွေရွေးချယ်တဲ့ခါပါဆိုရင်တတိထားလိုက်နာဖို့အချက်တွေကိုဘူးသူရအနေနဲ့မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်၁အချက်ကတော့ဒေတာရည်မြေရာသီလူနဲ့ကိုက်ညီပြီးပုံမောယောဂါလမ်းခံနိုင်တဲ့မျိုးဒါမျိုးအဖြစ်အသုံးပြုရပါမယ်ခင်ဗျာနံပါတ်၂အချက်ကပြီးခဲ့တဲ့ရာသီကမိုးကောက်တံခံရတဲ့အကွက်က ြေဘဲကိုမျိုးဖြစ်ကျွန်တော်တို့အသုံးမပြုသင့်ပါဘူးခင်ဗျနံပါတ်3အချက်ကကလစီယံအပြည့်ပါဖို့အတွက်အပင်တက်တန်း45ရက်မှဆိုရင်လာချင်းမုံတုံးထားတဲ့အကွက်ကမြေဘဲကိုကျွန်တော်မျိုးဖြစ်ပြန်လဲအသုံးပြုသင့်ပါတယ်ခင်ဗျနံပါတ်၄အချက်ကကျွန်တော်တို့စိုက်ပြုတ်ထားတဲ့မြေဘဲကင်းမှဆိုရင်လုံသိန်းကဒီရေသွင်းထားတဲ့အခွက်ကမြေဘဲကိုမျိုးဖြစ်ကျွန်တော်တို့ပြန်လဲအသုံးမပြုသင့်ပါဘူးခင်ဗျ။နောက်နံပါတ်၅အချက်ကမြေဘဲမျိုးမှဆိုရင်အဆိုတဲ့၆ကနေခွန်းရဂိုင်နှုံးရှိစုဖို့အတွက်နေ၃လေးရဲ့လှမ်းပြီးတော့ ဒါတင်ဆက်တူလောင်ထားပါမယ်ခင်ဗျမြေဘဲကိုကြိုက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အတန်းဒါမြည်နေစေရမယ်ပေါ့နော်တင့်တော်တဲ့အဆိုတဲ့ရအောင်ထိမ့်သိမ့်တူလောင်ထားတဲ့မြေဘဲကိုကျွန်တော်တို့မျိုးဖြစ်ပြန်လဲအသုံးပြုတင်ပါလေခင်ဗျနံပါတ်6အချက်ကမျိုးဖြစ်အသုံးပြုမဲ့မြေဘဲဆန်ဟာဆိုလူလွန်းလာရင်လွန်းလာလုံးပိန်လုံးညက်တွေပြီးရင်မြေဘဲအခုံကိုထိရိုက်တန်ရရတဲ့မြေဘဲတွေကိုကျွန်တော်မျိုးစစ်အဖြစ်ပြန်လဲအသုံးမပြုတင်ပါဘူးခင်ဗျ နောက်ဆုံးနံပါတ်9အရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့အပင်ပေါက်ရာခိုင်နှုန်းဖြစ်ပါခင်ဗျာအပင်ပေါက်ရာခိုင်နှုန်းဟာဆိုရင်85ရာခိုင်နှုန်းနဲ့အထက်ဒါရှိရပါမယ်ခင်ဗျာဒါကြောင့်အပင်ပေါက်ရာခိုင်နှုန်းကိုတိကျဆန်းသက်ပြီးစိုက်ပျိုးသင့်ပါလေခင်ဗျာဒါကြောင့်ကျွန်တော်အခုပြောတဲ့အချက်ခုနှစ်ချက်ကိုကျွန်တော်တို့တောင်သူကြီးသတိထားလိုက်နာပြီးတော့မျိုးစေ့ကိုကျွန်တော်တို့တိကျရွေးချယ်စိုက်ပျိုးမယ်ဆိုရင်ဖြင့်ဒီနေ့အထွတ်နှုန်းတွေတိုးတက်ကောင်းမွန်ပြီးတော့စီပါလက်လာပါတွေတိုးတက်ကြပါစေလို့ကျွန်တော်တို့အကြံပြုတိုက်တွန်းရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ